လာမယ့်နေ့ရက်ဒီမှာ United တို့ဒီပြစ်မှတ်ကွင်းလဲကစားမှာ6ဦးတွေက2ဦးကိုရွေးချယ်ခေါ်ယူသွားမယ်။အားလုံးပဲမင်္ဂလာပါများ Manchester Football ဆိုတာတင်ဆက်နေပါတယ်။ Manchester United အသင်းကတော့လာမယ့်နေ့ရက်ဒီပြောင်းရွှေ့မှာကွင်းလဲပိုင်းကိုအဓိကအင်အားဖြည့်တင်းသွားဖို့ရှိနေပါတယ်။ကွင်းလဲပိုင်းက United အသင်းရဲ့အကြီးမားဆုံးဟာကွက်ဖြစ်နေပြီးတော့လာမယ့်ပြောင်းရွှေ့စည်းကွက်အတွင်မှာကွင်းလဲလူ2ဦးတီခေါ်ယူသွားမယ်လို့သတင်းတွေကဖော်ပြလာခဲ့ပါတယ်။ United ကလက်ရှိမှာကွင်းလဲပြစ်မှတ်6ဦးအထိကိုသတ်မှတ်ထားကြောင်းသိရပါတယ်။ဒီမှာဆုံးကစားမှာကတော့ Brighton ကွင်းလဲလူ Carlos Bali ပါဖြစ်ပါတယ်။ ာလီဘာကတော့ United နဲ့ပြီးခဲ့တဲ့နေရာဒီကရေကအပြောင်းရွှေ့တဲ့နေ့အများကြီးထွက်ပေါ်ထားတဲ့သူပါကစားမကလည်းပြောင်းရွှေ့လိုပေမဲ့ Brighton အသင်းဘက်ကတော့မယောင်းချလိုတာကြောင့်အပြောင်းရွှေ့ဖြစ်မလာခဲ့တာပါဒုတိယတူကတော့ Crystal Palace ကွင်းလယ်လူ Adam Warden ပဲဖြစ်ပါတယ်အင်္ဂလန်သား Warden ကိုလည်း United ကခေါ်ယူဖို့စိတ်ဝင်စားနေပါတယ် Warden ကတော့ Palace အသင်းရဲ့ကွင်းလယ်ကိုအဓိကမောင်းနေနေပြီးတော့ခြေစွမ်းပြနေတာပါနောက်တူကတော့ Forest ကွင်းလယ်လူ Elliot Anderson ပဲဖြစ်ပါတယ် အဲဒါဆန်ကတော့ဒီနောက်ပိုင်းမှာဒေါ်လေးခြေစွာပြီးတော့ United ပါဝင်အသင်းကြီးတွေမှာစိတ်ဝင်စားခြင်းခံရတဲ့အကောင်လေးဖြစ်ပါရီနောက်တို့ကတော့ Stuttgart အသင်းရဲ့ဂျာမနီကွင်းလဲလူ Angelo Stella ပဲဖြစ်ပါရီရတဲ့နဲ့သတင်းတော်တော်ကြီးထားပြီးတော့ဘောလုံးဆိုင်မြန်မာမှုကြောင့်နာမည်ရနေတာပါနောက်တို့ကတော့ Atletico Madrid အသင်းရဲ့ England ကွင်းလဲလူ Conor Gallagher ပဲဖြစ်ပါရီအင်္ဂလန်သားဖြစ်ပြီးတော့ Premier League တွေ့ကြုံရှိတဲ့အတွက် United ကစိတ်ဝင်စားနေတာပါနောက်ထပ်တစ်ခုကတော့ Chelsea အသင်းရဲ့ Brazil ကွင်းလဲလူ Andre Santos ပဲဖြစ်ပါရီ ညတကစန်တိုစီအခြေအနေကိုလည်းစောင့်ကြည့်နေကြောင်းသတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ဒီကစားမားတွေက2ဦးကို United ကခေါ်ယူလာနေတာဖြစ်ပါတယ်ညာ။